။အဲဟာတန်တွေ့။အခုစတင်တော့ဆိုရင်ကျွန်တော်ဒူးတွေပါတုံးနေပေါ့နော်။စင်မတက်တဲ့ချိန်မှာအခုကမင်းနဲ့ငါနဲ့တွေ့ကြရဆိုပြောချင်းဆိုကျွန်တော်အရန်မပြောမလဲ။အခုတော့တိတ်မကြည့်ရဘူး။ကိုယ့်နဲ့ကိုယ်ပဲဟိုတခြားထိုင်လေအနီးစင်တို့အနီးမမျက်လေးတို့ပဲကြည်နေပါတော့။အခုတိတ်ပြီးမျက်လုံးချင်းဆုံပြမကြည့်ရဘူး။အခုရဲ့မျက်လုံးအိုက်မျက်လုံးကျွန်တော်တိချာမကြည့်ရဘူး။အခုမျက်လုံးဆူဆူဆာကြည့်လို့ရှိရင်ကျွန်တော်ကြောက်တယ်။အဲ့လို့ဆိုအခုကအိုက်မျက်လုံးပေါ့ကအရန်ကောင်းနေပေါ့နော်။ဖိဆန်မင်းကတော့မချစ်ဘူးဆိုစကားနောက်တစ်ခါချက်မပြောနဲ့။ဝေးလား။ မင်းကဘာဖြစ်လို့ငါ့အမေကိုဆွဲဆွဲမင်းမြန်မချစ်တတ်တာလဲငါ့အမေရဲ့ချစ်ကြီးကမပြောင်းလဲခဲ့မင်းကဘာဖြစ်လို့ပြောင်းလဲခဲ့ရလဲဟမ်ကြောက်စမ်းမမျက်လေးကကြတော့ကောင်းတဲ့မျက်ချက်လေးတော့ပြီးခဲ့ပါတယ်ဒါပေမဲ့အန်နီစင်ကလည်းစက်ကြိုးစားပါဆိုပြီးတော့ကောင်းတဲ့မျက်ချက်လေးတော့ပြီးခဲ့ပါတယ်ဟုတ်ဟုတ်ဟုတ်မင်္ဂလာပါမဟုတ်ဒါစူပါစတာအကယ်ဒမီမှာဆိုတော့ကျွန်တော်ဒါ တော့25လိုက်တဲ့တဲ့တော့ပါဝိုင်ပေါ့နော်အဲ့တော့လည်းအအတိုင်းမသိဝမ်းသာတယ်နောက်ပြီးတော့ကျွန်တော်စပြိုင်တော့ဆိုရင်လည်းအရန် ပြီးတော့ကိုကိုကိုတောင်းအရန်ဟိုအကောင်းဆုံးတော့လောက်ပြခဲ့မှာဒါမဲ့လည်းရှေ့မှာ gate တွေရှိရဆိုတော့လည်းငါပါပါမလားဆိုစိုးရင်စိတ်ကတော့ရှိရပေါ့ဒါမဲ့ခုလိုမျိုးတော့12တော့25လိုက်တဲ့မှာပါရတော့အတိုင်းမသိတော့အရန်ဝမ်းသာပါတယ်ခင်ဗျာဒါမဲ့ကျွန်တော်ကတော့အကောင်းဆုံးတော့လောက်ပြခဲ့ပဲဒါမဲ့ကျွန်တော်ပါမယ်ဆိုရဲယုံကြည်ချက်နဲ့တော့ကျွန်တော်ပြိုင်ခဲ့ဒါမဲ့လည်းကျွန်တော်ရဲ့ကန်တရားတော့ရှိသေးရပေါ့နော်ဒါမဲ့လည်းဟိုကြက်လေးတွေနည်းနည်းရှိတာဆိုတော့ ပါမန်ပါဘူးကတော့ကျွန်တော်ဘယ်လိုပြောမလဲဒိုင်နီရဲ့50 50ပေါ့နော်ဒိုင်နီရဲ့အမြင်မှာလဲကျွန်တော်ရဲ့တိကျဆောင်မှုကဘယ်လိုရှိမလဲကောင်းမကောင်းဆိုရလဲဒါဒိုင်နီအမြင်ပေါ်မှာပဲဆုံးဖြတ်ချက်ရှိရဆိုတော့ကျွန်တော်ဟိုအဲ့လိုမျိုးတော့အရင်တော့ကိုကိုကိုပြိုင်နေနေတော့တော့အရင်တော့စိတ်ထဲမှာမတင်မကြတော့ရှိခဲ့တော့မရှိပါဒါပေမဲ့ခုလိုမျိုးတူပါကြတဲ့အတွက်တော့အတိုင်းမီတော့ဝမ်းသာရပါတယ်ဟုတ်အဲကျွန်တော်ကအမှန်တိုင်းပြောလို့ရှိရင်တော့အကူနဲ့တွေ့ရမှာတော့ကျွန်တော်အရန်ကြောက်တယ်လို့လည်းဆိုတော့ကိုကနဲ့ကိုကအကူနဲ့နည်းနည်းလေးကြက်လေးရရှိတာဆိုတော့ အခုစတူတော့ဆိုရင်ကျွန်တော်ဒူးတွေပါတုံးနေပေါ့နော်စင်မတက်တဲ့ချိန်မှာအခုကမင်းနဲ့ငါနဲ့တွေ့ကြရဆိုပြောချင်းဆိုကျွန်တော်အရန်မပြောမလဲအခုတော့တိတ်မကြည့်ရဘူးကိုယ့်နဲ့ကိုယ်ပဲဟိုတခြားထိုင်လေအနီးစင်တို့အနီးမမျက်လေးတို့ပဲကြည်နာပေါ့နော်အခုတိတ်ပြီးမျက်လုံးချင်းဆိုပြောမကြည့်ရဘူးလို့အရန်ကြောက်တယ်ပေါ့နော်ကိုကိုရိုင်းကလည်းဟိုအရန်လေးစားရတဲ့အခုလည်းဖြစ်တယ်နောက်ပြီးတော့အရန်တော်တဲ့ဟိုဒရိုက်တာတယောက်လည်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ပို့ပြီးတော့ဟိုအရန်စိတ်လှုပ်ရှားပေါ့နော်အခုလည်းတွေ့အချိန်မှာအရန်ဆိုဒါမဲ့လည်းအကောင်းဆုံးတော့လွတ်ပြားခဲ့ပါတယ်ဟောအကူကကြတော့မှန်တိုင်းပြောလို့ရှိရင်ဩဇာအာဏာရှိလို့ပြောမယ်ပေါ့နော်ဘာလို့လဲဆိုအခုရဲ့မျက်လုံးအဲ့မျက်လုံးကျွန်တော်မ ်တိချာမကြည့်ရဘူးအခုမျက်လုံးဆူဆူဆာကြည့်လို့ရှင်ကျွန်တော်ကြောက်တယ်အဲ့ဒါဆိုအကွာအိုက်မျက်လုံးပေါဝါအရန်ကောင်းနေပါတော့နောက်ပြတော့လို့ရှင်အတန်စကားပြောလို့ရှင်လေလူတယောက်ကိုပြောလိုက်လို့ရှင်လေတကယ်ခေါင်းဆောင်ကောင်းတယောက်ဘယ်လိုပြောကျွန်တော်ညီမနော်ခေါင်းဆောင်ကတယောက်တကယ်ဟိုဘယ်လိုဆရာကောင်းသမားတယောက်ပြောတဲ့စကားပုံစံမျိုးကျွန်တော်ထင်တယ်ပေါ့လို့ဆိုတော့စကားပြောလိုက်လို့ရှင်အရန်ဩဇာအနာပါတယ်ကျွန်တော်ဆိုတခါအကိုပြောလိုက်လို့ရှင်မင်းပါညာပြောလိုက်လို့ရှင်ကျွန်တော်ဆိုရင်နည်းနည်းတိတ်ရောစကားမပြောကိုပြောချင်တာမပြောရဲတော့မထွက်တော့ဘူးနော်အရန်ကြောက်တယ်ပေါ့နော်အဲ့ဒါအကိုဒါပြောရလဲအကိုဒါလေးစားလို့ပြောပါတော့နော်ဒါအ ကိုကဟိုစကားပြောလို့ရှိရင်တကယ်ဟိုဩစာအာနာပါဝါရှိတဲ့ဒါဆရာသမားတယောက်ပါဟုတ်အနီစင်းနေကတော့ရွှေချိုပြိုင်တော့အနီစင်းကိုလည်းကြာဒါမှမဟုတ်အနီစင်းနေကရွှေချိုမှာတောက်ချောက်ကနည်းနည်းလေးရန်ကဆိုတော့အနီစင်းနေကတော့တိတ်ပြီးတော့ဟိုပြင်ပြောလဲအရန်ရှိန်နာမျိုးတော့မရှိဘူးပေါ့နော်ဒါမှမဟုတ်ဂျန်နဲ့ဂျန်နှစ်ယောက်ကကြာတော့အရှိရဟိုကိုညူကြာတော့လဲကိုညူနဲ့မလို့ဒါမှမမျက်လေးကြာတော့တခါမှကိုနဲ့လည်းမဆုံးဘူးပေါ့နော်မမမျက်လေးကကြာတော့ကောင်းတဲ့မချက်လေးတော့ပြီးခဲ့ပါတယ်ဒါမှမဟုတ်အနီစင်းကလည်းဆက်ကြိုးစားပါဆိုပြီးတော့ကောင်းတဲ့မချက်လေးတော့ပြီးခဲ့ပါတယ်ဟုတ်ဟုတ်ကိုဆိုတာကဒါကျွန်တော်တို့မမွေးခင်ကလေးကဒီအနုပညာလောကမှာကလေးကဒါ ဟိုအရန်နာမည်ကြီးခဲ့တဲ့အကူတရားပေါ့နော်ဟိုတလော့ဆိုအမိပြောတာငါသားတို့မွေးခင်အမိတို့ငယ်ခဲ့တာအကူကိုညိုစွာဒါလုံနေရတဲ့တကယ်ဒါလေးစားအားကြရတဲ့ဒါအကူပေါ့နော်အဲ့ကြမ်းလို့အကူပေါ်မှာဆိုရင်လည်းအဲ့လိုမျိုးစကားလေးဆိုရင်လည်းထိနေနေနေပြောဟိုရှောက်မပြောနဲ့ကိုပြောချင်တိုင်းပြောလို့မရဘူးဒါအကူတို့ဆိုတာလည်းငါသားတို့မွေးခင်နေအလုပ်လုပ်နေတာဒါဆိုတော့မှန်တယ်လေအကူဆိုတော့ကျွန်တော်တို့ဆိုတာအခုမှဒီအနုညလောက်ကမှဆိုတာဒါပွဲစိတ်လေးအကူတို့ဆိုတာအမှန်တမ်းပြောလို့ချင်းစင်ကြီးလောက်ရှိရပေါ့နော် အရင်လက်ဒါတိကျတဲ့နိုင်တာလည်းမဟုတ်တာဥပမာလေးနဲ့ကျွန်တော်ပြောပြပါတော့အရင်ကျွန်တော်တို့ကသွားရှင်လို့လည်းမရအောင်ကျွန်တော်ဆိုတာဒီလောကမှာဘမလည်းမဟုတ်သေးဘူးအဲကြောင့်မလို့အကိုတို့အကိုတို့ဆိုတာဒီလောကမှာလည်းအများကြီးဖြတ်တန်းခဲ့ရပြီးပြီးအများကြီးလည်းအထွေကြုံလို့ဆိုတာအကိုတို့မှလည်းအများကြီးရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့တင်ပြပေးတဲ့ခါမှာကျွန်တော်တို့ကဒါအတူယူလေးစားရတာပေါ့အမရဲ့ဒါလေးဒီလိုမျိုးပြောဆိုလို့ဒါကိုအကိုတင်ပြပေးတယ်ပေါ့နော်ဒီလူပြလောကမှာဆိုတာဒါဆိုလဲကြီးကြီးလေးအမရဲ့ဟိုစကားလေးဆိုတာလဲရှုပ်လို့မရဘူးကိုပြောချင်တယ်လဲပြောလို့မရအဲ့ကြောင့်မလို့အကိုပြောရလေရောဒီကျွန်တော် တခုမှကြံတော့အကိုမှတ်သားထားပါလေဟောအကို share ထားရေပေါ့နော်အစတော့မတွေ့ဘူးအမတငယ်ချင်းတယောက်ကလာပြအကိုက share အောက်မှာတဲ့ဟိုရဲဟိုရဲအကို ਨੇ ရေဆက်ပေါ့နော်ရေဆက်ရှိရလို့ပြောလို့ရရေဆက်တို့မီးဆက်တို့ဟာအဲ့လိုမျိုးပြောရလေကျွန်တော်တွေ့ပါတယ်ဟိုမနေ့ကကျွန်တော်ရေတရုပ်ဆောင်မှုကျွန်တော်ပြန်ကြည့်လိုက်တဲ့ချိန်မှာကျတော့ကျွန်တော်နည်းနည်းလေးဟို over acting လေးနည်းနည်းလေးဖြစ်တယ်လို့ခံစားရပေါ့နော်ဒါပေမဲ့ကိုအစင်မမာတော့ကျွန်တော်ကိုကိုရိုင်းလုတ်ပြခဲ့တာတော့ကျွန်တော်မသိဒါပေမဲ့ကျွန်တော်အကောင်းဆုံးလုတ်ပြခဲ့တဲ့ထင်တာဒါပေမဲ့ကိုကိုတရုပ်ဆောင်တာကိုပြန်ကြည့်ရချိန်မှာတော့နည်းနည်းလေး အိုဘာတွေလည်းအရင်ဖြစ်တယ်တချို့စကားတွေကကြတော့ဒါတရုတ်ဆောင်ကကြတော့အရင်နည်းနည်းတဲ့လူလည်းပြောမယ်ပေါ့နော်တကယ်ဘယ်လိုပြောမလဲအရင်ခက်ခဲတယ်ပေါ့ကြိလိုက်လို့ဒါတရားလူတယောက်ကတရုတ်ဆောင်လည်းလို့ချင်တာဒါဟိုလွယ်လွယ်လေးတရုတ်ဆောင်တာထင်ရပါမယ်ဒါပေမဲ့အရင်တရုတ်ဆောင်ပညာမှာကြတော့အရင်ဘယ်လိုပြောမလဲခက်ခဲတယ်ပေါ့နော်ကျွန်တော်တို့မြင်မှာကြတော့လေတကယ်အမှန်တမ်းပြောလို့ရှိရင်အကွာလေမျက်နှာပေါက်တာတရားတကယ်အကွာချစ်စရာကောင်းတယ်တကယ်စိတ်ရင်ကောင်းတယ်ဘယ်လိုပြောမလဲဟိုအငဲတကယ်ကိုရီးယားအငဲဆိုပေမဲ့လည်း ဘယ်လိုပြောမလဲပညာပြလိုက်တာမျိုးအဲ့လိုမျိုးမန်မာနာပြလိုက်တာမျိုးမရှိဘူးဒါပေမဲ့ကိုယ်ပမာကောင်းစေချင်တဲ့စနေရမျိုးလည်းပြောလိုက်တာတကယ်အကူကကြတော့တကယ်ချစ်ဖို့လဲကောင်းတယ်ကျွန်တော်လေးစားရတဲ့တကယ်ကိုဟိုစီနီယာအကူကောင်းတယောက်ပါဟုတ်